Action in sight, bet on game, we own the night. From the streets to the stadium lights. Chasing dreams. အားလုံးမင်္ဂလာပါ။ဘတ်စွန်ဂိမ်းတော်ရှိုးကနေကြိုဆိုလိုက်ရပါတယ်။ဒါဒီနေ့မှာတော့ကျွန်တော်နဲ့ကိုနိုင်လင်းအောင်တဲ့တူတူက DR the Premier League season review ကိုပြောမယ်ဆိုရင်တရားဒီလုံးဖြတ်သန်းခဲ့တဲ့ Premier League ရဲ့ဒါအကြောင်းအရာတွေဘောင်းစုံကိုဒါညီကိုနှစ်ယောက်နည်းနည်းလေးပြန်ပြီးတော့နှွေးကြမယ်ပေါ့။ဆိုတော့ကိုမင်္ဂလာပါ။မင်္ဂလာပါ။ဆိုတော့ဒါ DR the Premier League ကပြီးတဲ့လောက်တော့ ဖြစ်သွားပြီเนาะဟုတ်ကဲ့ပါဆိုတော့ Liverpool ကလည်း Champion ဖြစ်သွားပြီ Arsenal ကလည်းအဆင့်နှစ်နေရာမှာအဆင်ပြေပြေနဲ့ဆက်သွားနေတယ်ဆိုတော့လိုပဲဖြစ်ဖြစ်ဒါ Champion League ဝင်ကွင်းကတော့နောက်ဆုံးအချိန်ကြီးကျွန်တော်တို့ကြည့်ရအောင်မယ်တန်ဆင်းသွားတဲ့အသင်းတွေလည်းရှိနေပြီဆိုတော့ပြောရရင်ပုံမှန်အဖြစ်ကျွန်တော်တို့ Premier League ကဟိုအရင်နှစ်တချို့အလောက်တော့စိတ်ဝင်စားစရာမကောင်းတော့မနစ်ကဆိုကျွန်တော်နောက်ဆုံးပွဲတိရောက်တယ်မလားကြည့်ရဆိုတော့ဒီနှစ်ကတော့အလောက်ထိတော့မဖြစ်တော့ဘူးဘာဖြစ်ဖြစ်ဆိုတော့တရာသီလုံးဖျက်တမ်းခဲ့တဲ့ပရီးမီးယားလိမှာတော့အမှတ်တရတွေတော်တော်များပါတယ်ဆိုတော့ကျွန်တော်တို့ဘောလုံးပွဲတင်ဆက်တဲ့သူတွေဆိုရင်ပို့ပြီးတော့ ဒီလိုမျိုးပွဲတွေကအမှန်မှန်ရရရှိတဲ့ပွဲတွေများတယ်ဆိုတော့အခုရဲ့ဒီ season review ပေါ့တရားဒီလုံးပြောခဲ့တဲ့ပွဲစဉ်တွေဖြတ်သန်းခဲ့တဲ့အမှတ်တရတွေပြီးကြတော့ယာဒီအစမှာခံမှန်းထားတဲ့အတိုင်းဖြစ်လာဥပမာယာဒီအစမှာကျွန်တော်တို့ဆိုရင် Man City ကိုဦးစားပေးပြီးတော့ champion ဆိုပြီးခံမှန်းထားတာလောဆယ်တော့ Man City က champion league ဝင်ခွင့်အတွက်ပဲလုပ်နေရတယ်ဆိုတော့အဲ့လိုလေးနည်းနည်းလေးပြန်ပြီးတော့လုပ်ပါဦးဒီတရားဒီလုံးခြုံငုံပြောရမယ်ဆိုလို့ရှိရင်တော့ ပြီးမြလေးကတော့ကိုအမြင်ရဆိုလို့ရှိရင်တော့2025နောက်ပိုင်းလောက်တည်းကနည်းနည်းကိုကိုအမြင်ရနော်နည်းနည်းရော့ကြလာတယ်လို့ခံစားရတယ်။ဘာလို့လဲဆိုတော့ဟို Guardiola နဲ့ Man City ကပို့ပြီးတော့ကြီးစိုးလာလဲပါတယ်ပြီးတော့ဒီ Leicester တနည်းလောက်ဖောက်ရတာလေးတစ်ခုလောက်ပဲ2025နောက်ပိုင်းမှာဒါဖြစ်သွားအောင်နော်။ဂျန်တဲ့ရာသီကြီးလဲဒီနေ့ဆိုလို့ရှိရင်ကိုအမြင်ရဆိုလို့ရှိရင်ပြီးခဲ့နှစ်အနီးကဆုံးနှစ်တည်းကတောင်ပို့ပြီးတော့အားမရအောင်။ဘာလို့လဲဆိုတော့ပရိသတ်ဆိုတာကွာဟိုနောက်ဆုံးမိနစ် ဒီနောက်ဆုံးပွဲစဉ်တွေအထိကိုဒီလားရင်းကုန်ရင်ကြဖလားဒီပိုဘယ်တင်ရရမလဲဆိုတာဒီဟိုဟိုမန်ယူနဲ့မန်စီးတီးနဲ့2017စနစ်လားအဲ့ဘောလုံးရသေးတော့တိုးသွားတဲ့အဖြစ်ပြက်မျိုးကိုဝါပရိသတ်ဆိုတော့အဲ့လိုချင်းတွေအထိကိုလိုချင်ကြတကယ်လို့နောက်ဆုံးအဲအမှတ်တူသွားရင်တော့ဖိုင်နယ်လိုမျိုးပွဲကိုတော့ကိုအနေမြင်ရဆိုတော့ကန်စီချင်တာဖိုင်နယ်ကန်ပြီးတော့မှအဲ့ဖလားကိုဖလားယူပါအဲ့တချို့တချို့ဟိုပြိုင်ပွဲတွေမှာဆိုရှိရတယ်အီလီကိုပါမှာဒါဒါမျိုးရှိကြတယ် အဲ့လိုမျိုးတော့ဖြစ်နေချင်တာအဲ့အဲ့တော့အခုဒီပါဘူးပွဲ၄၅ပွဲလောက်လိုမာရဲကချန်ပီယံဖြစ်သွားတာကြတော့ကိုယ်အတွက်ကြတော့နည်းနည်းပွဲတင်ဆက်တဲ့လူတွေရောပရိသတ်တွေတော့ကောဒီလီဗာပူးဖန်တွေတော့တော့ကောင်းတာပေါ့ဒါဘယ်လိုပဲဖြစ်ဖြစ်ပွဲကားပွဲမဟုတ်ဘူး၁၀ပွဲလောက်လိုလဲတော့ရကြင်ကြပဲကိုအားပေးတဲ့အတွက်တော့အဲတခြားတစ်ခုလုံးခြုံငုံကြည့်လိုက်မယ်ဆိုလို့တော့ကိုယ်အတွက်ကတော့အခုပြောသလိုပဲတိတ်ပြီးတော့အားမရဘူးပြီးတော့တန်းစင်းစုံတိုက်ပွဲဆိုတာလည်းအရင်နှစ်ပိုင်းခြားဒီမှာတောက်လျှောက်ကွာကိုတို့ ဟိုတစ်ခုမဟုတ်တစ်ခုခန်းစား권ရတဲ့ထဲမှာတိုင်းလုံးတိုက်ပွဲရလဲဒါတကူရက်ကဖီးပဲဒီနှစ်တက်တက်လာတဲ့နေ့တော်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 ပိန်းနေတော်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 ပိန်းနေလို့ပြောရအောင်၃နှစ်တက်လာ၃နှစ်လုံးပြန်စင်းသွားတာရယ်ဆိုးတယ်အဲ့ဒါအဲ့ဒါအဲ့ဒါဆိုးတယ်အဲ့အဲ့အဲ့ဒါမျိုးကြီးပေါ့အဲ့ဒါမျိုးမရှိအဲ့ဒါတန်းစုံတိုက်ပွဲမရှိတော့ဘူးချန်ပီယံတိုက်ပွဲကလည်းအရင်ယူအားပြော်တယ်အဲဒီချန်ပီယံလိဝင်ဝင်တိုက်ပွဲလေးတစ်ခုကြောင်းသားလင်ပရီးမီယားလိကဒါနောက်ဆုံးချိန်ကြီးအခုချိန်ခုံရပါတော့အဲအခုမြင်နေဆိုလို့ရှိရင်တော့တရားတိလုံးစားဆိုလို့ရှိရင်တော့နီးကတ်ဆုံးရသေးလို့အမရဘူး မှန်ပဲကိုကြီးကျွန်တော်တို့ဆိုလဲမနေ့ကမန်စီးတီးရတယ်နောက်ဆုံးအချိန်ထိတိုင်အောင်နောက်ဆုံးပွဲထိတိုင်ကျွန်တော်တို့ဆက်ပြီးတော့ကြည့်ရတယ်ပေါ့အဲကိုပြောမှပြန်ပြီးတော့တတိယသွားတယ် United နဲ့မန်စီးတီးတော့ဒါ2017ဆန်းနဲ့နော်အဲ့ရာသီတော့ဆိုရင်နောက်ဆုံးပွဲတော်မှာနောက်ဆုံးအချိန်ထိအဲ့လို feeling မျိုးနောက်ပိုင်းမှာမရသလောက်ပဲမရှိတော့ဘူးနော်ပွဲဒီမှာပွဲဒီဟိုနောက်ဆုံးအဆုံးဖြတ်ယာဒီပိတ်အဆုံးဖြတ်ပွဲစဉ်တွေတော့ရှိတယ်ဒါပေမဲ့အဲ့လိုနောက်ဆုံးမိနစ်ထိအဆုံးဖြတ်ပွဲဟိုမှာနောက်ဆုံးမိနစ်ထိတော့ အဲ့လိုအဆုံးပြတ်ဖြစ်ခဲ့တဲ့ပွဲတော့မရှိတော့ဘူးဆိုတော့မနစ်ကတော့အာဆင်နယ်နဲ့ဒီမန်စီးတီးတို့ရဲ့နောက်ဆုံးပွဲအထိကြီးရတယ်ပြီးခဲ့တဲ့ဟို၈တနစ်ကဆိုလည်းအဲ့လိုပါပဲလီဗာပူးနဲ့မန်စီးတီးတို့ကြည့်ရတဲ့ပွဲတွေတော့ရှိရဲဆိုတော့တရားဒီလုံးစာအနေထားရတော့ကျွန်တော်အမြင်ပြောရရင်လည်းအရင်အားရစရာတော့မရှိဘူးလေးတခုလုံးစာဆိုအားမြင်အောင်ဒါပေမဲ့အဲ့ပေါက်ကောင်အတင်းလေးဒီမှာကိုစုကာဆယ်ဖန်ဖြစ်တော့ကိုစုဒါကာဆယ်ဖန်ကာဆယ်ဖန်တော့ဖြစ်တော့ပဲဆိုတာဒီဘောပေါ့ဒီလိုပဲနောက်ပြောတာပေါ့ကာဆယ်ဖန်ဆိုတာကာဆယ်ရဲ့ဒီနှစ်တော်ပြမှုရန်ဆန်နဲ့ကာဆယ်ကန်တာရန်ချိုက်တယ်ပြီးဘုံမောက် ပြီးတော့ forest တို့တက်လာတာလေးတွေကတော့တကယ်အားရဖို့ကောင်းတယ်ဒီအချက်လေးတွေလောက်ပဲဒီပြင်းပြလေးမှာလက်ရှိဒီနေ့ရသည်ဆိုလို့ရှိရင်အားရဖို့ကောင်းတာဂျန်တဲ့ဟာတွေဆိုလို့ရှိရင်သိပြီးတော့အခုပြောအသင်းကြီးတွေဆိုလို့ရှိရင်အခု spa တို့အဲ united တို့တော်တော်ဆိုးတော့အောက်ဆုံးဟိုးအောက်ရောက်တဲ့အခြေအနေတွေဖြစ်သွားတယ်ဒါလည်းတစ်ဖက်ကပြန်ကြည့်မယ်ဆိုလို့ရှိရင်တန်တရာဆုံးတစ်ပတ်လည်လည်းထားပါတော့ကွာသူတို့ရင်တော့ရွှေတီးဆောင်းခဲ့တာမှန်တယ်ဒါပေမဲ့တကူချိန်မှပြန်ပြီးတော့နှိမ့်ကြတဲ့အခြေအနေမျိုးရောက်သွားတယ်ဒါဟို ADM ယူရီဆိုလို့ရှိရင်တော့ လောင်မယ်ပြောင်းမယ်ပျော်ကြရဲဘောဒါလည်းပွဲဖြစ်တော့ရှိပါတယ်ဒါတော့ဒီလောက်လေပရီးမီးယားလီဂ်အိ United တော်တော်ဆိုးရွားတာတွေကပွဲဖြစ်တယ်တခြားအချမ်ပီယံစုပြေးလမ်းထက်မှာကြတော့ Arsenal ကမြန်ဒုတိယဖြစ်တာကဒါကပွဲဖြစ်တယ်ဒီလောက်ပါပဲဒီလေ Channel ဟာကြောင့်ဒီတကယ်ပြိုင်ပွဲတစ်ပွဲနဲ့အားပြိုင်မှုအပိုင်းနေကြတော့တိတ်ပြီးတော့အားမရဘူးလို့ပဲပြောရမယ်ဒီအခုပြောသလိုပဲ ဒီကာဆယ်ကိုတက်လာတော့တကယ်ပါပောက်ကောင်အသင်းကြီးကတော့ဟုတ်တယ်နော်ဒီဟာဒီတော်တော်တိတိတက်လာတယ်ကာဆယ်ကာဆယ်ကတော့ဟိုပြီးခဲ့တဲ့ဟိုတနှစ်နှစ်နှစ်လောက်ကတည်းကချန်ပီယံလိဝင်နေပါရာထားဆိုတော့ဒီဟာဒီမှာတော့ဟိုဘယ်လိုပြောမလဲသူ့ရဲ့ဟိုကစားပုံဘိုင်းရောဟိုသဘောကျစရာကောင်းတယ်ကာဆယ်တို့ဗီလာတို့လည်းကောင်းလာတာပဲဟုတ်တယ်မလားဗီလာကောင်းလာတာပဲဘုံမောက်လည်းသူကစားသဘောကြတယ်။ Nordian 4ကလည်းတော်တော်လေးအဆင်ပြေပြေဖြစ်လာ။ဒီကကအဲဒီပောက်ကောင်အသေးနေတယ်မှာဆိုကိုဆိုလို့ရှိရင်ဒါ ဘုံမောက်ကိုကြိုက်တယ်ဒီကာဆယ်ကိုကြိုက်တယ်ဘာလို့လဲဆိုသူတို့ရဲ့ play style ကသိရဟိုကန်တဲ့စတိုင်ကတကယ်ကွာပရိသတ်တွေနိုင်နာရှုံးတာပါတာသူတို့ကန်တဲ့ပွဲကိုကြည့်တယ်ပရှင်တော်တော်ဒီပြိုင်ဘက်လည်းပြားရမယ်သူတို့လည်းပြပြတတာပဲစော်တာသူအွန်လိုင်းအွန်လိုင်းကန်တယ်ဒီလိုဒီလိုဘောလုံးပွဲကြည့်တယ်ကိုယ်လေးအငယ်တော့ကြည့်တာလေအလိုမျိုးဖြစ်ခဲ့တာပေါ့ အခုနောက်ပိုင်းပွဲဆိုကြည့်လိုက်လို့ရှိရင်အရန်နေပညာရှင်ဆန်နေမဲ့ပြောရမလားဘယ်လိုပြောရမလဲအရန်ချွေတာကြရတယ်အရာတော့မပေးဆက်ကြဘူးပွဲတွေကလည်းအရန်ဖောင်းပွားလာတယ်ပွဲတွေကတော့ပွဲတွေအရန်ဖောင်းပွားလာတော့ကစားသမားတွေဘက်ကကြည့်ရင်မှန်ပါတယ်ကစားသမားတွေလည်းပွဲပန်းတာတွေကအရန်များအခုဘူးနောက်ပိုင်းဒီအသင်းတော်တော်များများ Guardiola ဒီ Era ဆိုမှဆိုလို့ရှိရင် Guardiola style နေပြင်မှာနီးပြတော်တော်များများဘောလုံးကိုင်မယ်ဘောလုံးကိုင်ပြီးတော့ဝေးတယ်တန်းလုံးများလားတန်းလုံးများလားအခုနောက်ပိုင်းဆိုရင်ချထားပါတော့ တချို့ຢာကြီးများများဆက်ွယ်ဆက်ွယ်လာတာဘိုင်းကြီးอ่ะဥမာပေါ့တနည်းပြောရင်တော့ဒီဗတ်တင်ကိစ္စကြီးဆက်ွယ်လာတဲ့အပိုင်းကြီးပြန်ကြည့်မယ်ဆိုရင်ဒါတချို့ပေါ်လို့ပဲဆိုအရင်မယိုးသားတော့ဘူးခံစားရတယ်ကွာအဲ့ဘယ်လိုထင်တော့ဒါဒါတချို့ကြီးဆိုလုံပွဲရှိလားမရှိလားအဲ့ဒါလုံပွဲနဲ့ရှိကြအကိုမြင်ရထဲထဲဝင်ရတော့ရှိမှာပါရှိတာပေါ့ဒါမရှိဘဲနဲ့လည်းရက်တီလို့တော့မရပါဘူးဒီလုံပွဲဆိုတာလည်းရှိမှာအဲဒီဒီဒီလိုမျိုးဟာတွေထဲထဲဝင်ထားတာဆက်ဆက်ရင်ပြောပြတာပါဟိုထဲထဲဝင်ဖြစ်လာတော့ ိုအခုဆိုကျွန် live ကြီးရှိရယ်ကွာဒီကိုတောင်းကံပေါ်နေရိုက်မလားဘာရိုက်မလဲညိုက်မလဲချီးတိများအကုန်လုံးဆော်လို့ရတယ်ချလို့ရတယ်ဟုတ်တယ်အဲ့လိုအချိန်မှာဒီကစားသမားတွေကတိလာမီပွဲဖြေကိုတခုမုံတခုမပြောင်းရင်တော့မှသူတို့အဲ့လိုမျိုးဟာကိုပြောင်းလို့ရတယ်ကွာဒီတခြားဟာလေးမဖောင်းမဲ့ကျူးလို့မလားဝါကက်ပဲလုံးမလားမင်းပြီးလို့ရှိရင်တောင်းကံပေါ်ပဲပို့ယူမလားမယူဘဲနဲ့နေမလားအသေးစိတ်နိုင်လားညာအသေးစိတ်အရန်နိုင်သွားပြီသူက ဒီဘာလို့လဲဆိုပွဲတစ်ပွဲကတကမ္ဘာလုံးခြုံငုံပြီး global line နဲ့တွားမယ်ဆိုလို့ရှိရင်ဒီအရေးကအရင်ဖောင်းပွားလေဘောလုံးဝဲလောင်းကမ္ဘာတောင်ကနေပြီးဘောလုံးဝဲလောင်းလို့တက်နေရတယ်တရက်တရက်ပွဲတစ်ပွဲတော့ပီလီယံအနေနဲ့ချီအောင်ပြီးတော့သူတို့မလုံဖဲဆိုတာတော့အခုအနေနဲ့လည်းတန်ဖျားတော့ရှိတယ်ဒါကိုကိုတိုင်းလည်းမသိတော့သိမှာကိုကိုတိုင်းလည်းဟိုထဲထဲဝင်မရှိတော့ဒါပေမဲ့လုံဝဲရှိရဆိုတော့ဘောတော့ယုံကြည်ပါတယ်ဒါကြောင့်မို့လို့လေခုနောက်ပိုင်းကဲအတင်းနေချုပ်တီးပြီးကံလာဒါတန်တရားဖြစ်ပေါ်ရာနဲ့စောင်းကြည့်ပို့တွေ့ရလိမ့်မယ်တချို့ကြီးကြတော့လေဒါ မင်းတို့ကဟိုဖြစ်လို့ပေါ့နော်မင်းတို့ဒါထင်လို့ပေါ့မင်းတို့ကိုယ်တွေဟိုတမျိုးထင်ထင်ကြတယ်ဒါပေမဲ့ကျွန်တော်ကိုယ်အမြင်တယောက်တည်းကတော့ဒါရှိ ው ရှိမရှိဘဲလည်းတော့မနေဘူးအခုနောက်ပိုင်းဆိုပွဲတွေကိုထင်းချုပ်ပြီးကန်လာတာတွေကိုတော်တော်များများတွေ့ရတာအသေးစားစောင့်ကြည့်ကြည့်စောင့်ကြည့်သိလိမ့်ရှေ့ရောက်ပြီးတော့မှဝေးလက်ကြောင်ပန်းတယ်နောက်ပြန်လှည့်ပြီးပွဲတွေပွဲတွေအများကြီးတော့အဲ့လိုကြီးတာတော်မရောက်နေပြီဆက်တင်ပါလားဒါမှမဟုတ်ရင်ရှေ့ကိုတိုးဝင်ပါလားသိလားအမျိုးမျိုးရွေးချက်လို့ရတယ်ဒါပေမဲ့မဟုတ်ဘက်ဆိုပြီးဟိုးကွင်းလေလောက်ကစားလို့မပြန်ပြီးတာမျိုးကြီးအားကြီးတွေ့လားอืม ကိုရိုးဖြစ်စေချင်တာဘောလုံးဘွဲတွဲမှာ twin ကိုတွေအဓိကဖြစ်တဲ့အတွက် twin ကိုများများ twin နိုင်တဲ့သင်ရနိုင်တယ်ကွာအဲ့ဒီတော့ twin ကိုများများ twin နိုင်တဲ့သင်ရနိုင်မယ်ဆို twin ကို twin ရမယ် twin ဖို့ပဲလုပ်နေရမယ်ဟုတ်တနည်းပြောပြအတည့်ရမှာဟိုအရင်အမြဲတမ်းစူးစမ်းထုတ်ခိုင်းတာမဟုတ်ဘူးဒါပေမဲ့သူက twin ဖို့ကြီးပဲဖို့တော့ပြင်မယ်သူကပညာရှင်ပညာရှင်ဆယ်နေပြောပါဘာအေးဘာအေးဘာသူတို့ကပညာလိမှာအခုပြောမှသတိရတယ်အဲ့လိုလောင်းကစားအဲ့လို batting company ကြီးပိုကြီးစိုးလာတဲ့အချိန်မှာ premier league အသင်းတွေတောင်မှနော်ဘယ်လို sponsor တွေက လို့ဗတင်စပွန်ဆာတွေလည်းပါပါပါလာကျွန်တော်ဒီကာဆယ်တို့ပါဟုတ်ကျတော့ဘုံမောက်တို့တွေရှိမယ်ပူဟန်တို့ပါတို့တွေရှိမယ်ဆိုတော့ဒီလိုအသင်းကြီးကတော့ပို့ပြီးတော့ဘယ်လိုပြောရမလဲလှုပ်လို့ကောင်းတာဟုတ်ဆိုတော့သူတို့ကန်ကျင်လဲအဖူဟန်တို့ဆိုရင်လီဗာပူးလို့အသင်းတော့အနိုင်ကန်လာတယ်သူတို့ရှုံးကျင်လဲဒီဟိုအောက်ကအသင်းတွေကိုလဲသွားရှုံးဒါတော့ဟိုဘယ်လိုပြောရမလဲဒါတော့ပရီးမီးယားလိမှာပုံမှန်တွေ့နေကြအရာပေါ့ဟိုအသင်းသင်းရှုံးတာနိုင်တာကတော့ဒါထူးဆန်းတဲ့ကိစ္စတော့မဟုတ်ဘူးအခုပြောမှဆက်ဆက်ပြီးတော့တွေးမိတော့ပေါ့ဆိုတော့ဒီလိုရိုးရိုးသားရလာပေါ့ တော့ဘယ်လိုဖြစ်ပါလဲတော်တော်စီတော့ကျွန်တော်ပရီးမီးယားလိရာသီကလည်းပြီးတလို့ဖြစ်သွားပြီအဲ့တော့ကြိုက်ဆုံးကစားသမားတွေပါတယ်သဘောကျတဲ့ကစားသမားရှိလားတရားရှိဟိုတယောက်ပဲပြောဗျာတရားဆိုအသင်းကြီးအဲ6သင်းကတယောက်ပြောအသင်းကြီး6သင်းပြင်ပတယောက်ပြောတင်းကြိုက်ဆုံးနှစ်ယောက်တင်း6သင်းတွေကတယောက် ဒီနေ့ဒီနေ့ထောင်ရံတော်တော်ရှားတာကြိုက်ဆုံးမရှိလဲဆိုတော့မရှိတာတော့မဟုတ်ပါဘူးထူးထူးချွန်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 ဟိုထွက်တာဆိုရင်တော့ဒါလီဗာပူးအတွက်ချန်ပီယံယူခဲ့ဆာလာပေါ့ဆာလာရဲ့ခြေစွဲကတော့ဒါသူ့ရဲ့ကစားသမားပေါ်မှာလဲဒီရသေးရလုံးဝမေ့စရာအကြောင်းမရှိဘူးတော့ဒါဆာလာကတော့ဒါလိုပဲဖြစ်ဖြစ်ရွေးဦးရွေးချယ်ရမှာကစားသမားပဲအဲနောက်ထပ်ထပ်ပိုးပြီးတော့ရွေးချယ်စရာဆိုလို့ရှိရင်တော့ဒါအခုကြိုက်တဲ့ကစားသမားပေါ့နော်ဒူဝီဒီယက်ဒူဝီဒီယက်ကိုကြိုက်တယ်ဘာလို့သူ့ရဲ့ပေါ်ပေါ်ရပြင်းထန်တဲ့ကစားဟန်ကို ဒီလက်ရှိ Premier League မှာဆိုလို့ရှိရင်တချို့တွေချွေကြရတယ်ကွာတည်လား DS ဆိုတော်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 ကစားရအရင်မချွေဘူးတည်လားအရင်ကန်တယ်သူအဲ့လိုပေးဆက်တဲ့ကစားသမားကိုကြတော့ကိုပူချိုက်တယ်သူသူ့ရဲ့အလုပ်ပေါ်သူတော်တော်ကြီးကိုတည်တော်တော်ကြီးကိုလှုပ်တယ်သူစူးစားတယ်ဒီဒီဘာဘူးကြီးလက်ရှိ Champion ဖြစ်သွားတဲ့နှစ်မှာသူလက်ရှိနေတဲ့အတွက်ထိုက်တန်တယ်ဒီကစားသမားဒီဆာလာနဲ့ DS တွဲဘူးတော့ကိုကတော့ဒီနှစ် Premier League ရဲ့တွဲဖက်တွေထဲမှာကြိုက်တာပေါ့ Premier League 6သင်းပြင်ပါဆိုလို့ရှိရင်တော့ဒါကိုကစဲပေါ့ဒါဆရာတော့ဒီနေ့ကတော့တကယ် အခုခုနပြောသလိုပဲဒီလိုပေါက်ကွဲရပြင်းပြင်းထန်ထန်နဲ့တေချာကောင်းကောင်းကန့်တဲ့အသင်းတွေကိုဟိုကအရန်ကြိုက်တယ်အဲ့ဒီတော့ကာဆယ်ရဲ့ဒီနေ့ ISS အဓိကအဖြစ်တိုက်ဆက်ကဆို ISS ISS နဲ့နောက်ကဒီကွင်းလဲမှာဆိုလို့ရှိရင်ကိုပီမာရီကြိုက်တယ်ပီမာရီကောင်းတယ်ပြီးရင်ခန်းစင်းမှာလီဗရမန်တို့အရန်ကောင်းလာလီဗရမန်တို့ကတော့ကောင်းလာနော်ကောင်းလာရကောင်းလာလူကြီးလဲဘယ်ညာဆော့တာရာကျွန်တော်အဲ့ဒါကိုသတိထားမိတယ်ရာသီစဒီကောင်ကဟိုကျွန်တော်တို့စပြီးဟိုဆောက်တနံမှာလာဟုတ်တယ်ချက်စီရကနေဆောက်တနံအငားနဲ့ရောက်သွားတယ် ဆောင်းနာမှာဒီလူငယ်ကစားသမားအဖြစ်နဲ့စပြီးတွေ့ရဲသူကဟို driver ဆိုတာဒီဘာမတော့ driver ဆိုတာညူကဆယ်မှာလည်း driver ပဲဆိုတာ driver ဆိုတာဟိုမှာအခုတော့လူဝစ်ဆောနာဝါတဲ့ချိန်မှာဘယ်ချမ်းလူဝစ်ဆောနာဝါတဲ့ချိန်မှာသူကဘယ်ချမ်းကိုဝင်ဆော်တယ် trivia သူညာဘက်ပြန်ရောက်တော့ liver မတော့အဲ့လိုလဲကြတာပဲလားအစင်းသားညာရောဘယ်ရောညာရောဟိုအဆင်ပြေပြေဆော့နိုင်တဲ့ကစားသမားဆို liver မတူရောတော့ဒီရာဒီညူကဆယ်ရဲ့ဘယ်လိုပြောမလဲအတုတဆုံးကစားသမားလို့ ြောရမယ်ကျန်ဟာကျန်တော့ကာဆယ်ကစားဟန်ကြီးကဒီတော့လိုက်နေရတယ်လေဒီဒံမဲကပထမတော့အိပ်ပါကစားသမားနဲ့အသင်းနဲ့လိုက်နေရအောင်ကစားသမားအသင်းနဲ့တော့လိုက်တယ်သူ့ရဲ့ကစားဟန်အကွတိအဲ့ဒီဟောင်းကအဲ့ဒါချီချူကိုရန်ကောင်းတယ်အဲ့ဒီဟောင်းကြောင့်လည်းပါတယ်ဒီကစားဒီနေ့ဆိုဖလားလဲမယ်လည်းမဖြစ်တော့ဘူးဖလားတစ်လုံးအဲ့ဒီဒီဖလားပွဲမှာဆိုလို့ရင်ကာရဘောင်းအဲ့ဒီကံဟောရရမှာဆိုလို့ရင်အဲ့ပွဲပွဲဟိုယူကဆယ်ချမ်းမက်သွားတယ်ဗျူဟာလေလီဗာပူးတစ်ချင်တော့လီဗာပူးကလည်းသွားပြီးတော့ချန်ပီယံလိရနေသရှုံပြီးတော့စိတ်တကြနေတဲ့ချိန်မှာသိလား သွားတွေ့ရွာဘိုလူပွဲလို့နေရာမှာသွားတွေ့ရအဲ့ဒါကိုကာဆေကတပွဲလုံးတင်ကန်သွားပြီးတော့ဒီလက်ရှိပရီးမီးယားလိချန်ပီယံဖြစ်တဲ့အသင်းကိုဖြစ်မဲ့အသင်းကိုပေါ့နော်အဲ့တော့မှဖြစ်သေးဘူးဖြစ်မဲ့အသင်းကိုဒီလောက်ကြီးလှုပ်ချထလိုက်တာကြီးကတော့ဟောအဲ့ဒါအလွန်ကြီးပါယူကာဆေကိုအဲ့ဒီအချိန်မှာအရင်ပို့ပြီးတော့ရွှေသွားဒီတော့တော့ဟုတ်ပါလားပေါ့သူတို့ပြီးခဲ့တဲ့နှစ်နှစ်ကဒါထားပါတော့ဒီအသေးမှရှင်နေပြောင်းတယ်အသေးမှရှင်နေပြောင်းလို့သူတို့ဂျင်းနီးမြုံနယ်မှုတွေလုပ်တယ် ထားပါတော့ဒါပေမဲ့တို့ရင်းနှီးမြှုပ်နှံမှုလုပ်တာဒါလက်ရှိပရီးမီးယားလိအတင်းကြီးဦးချဲစီးကိုခေါ်တဲ့ပမာဏတော့တို့မခေါ်ပါဘူးတို့မခေါ်ပါဘူးတို့တို့မှာရှိတဲ့ကစားသမားအစုအဖွဲ့တို့အိမ်ကြီးပြနေတို့ကတချင်လေးလေးတီဆောက်ပြီးလုပ်ပြအောင်ရတာပဲအဲ့ဒါကိုတချို့အတင်းကြီးတွေကဘာလို့တိုင်ပတ်နေတာလဲဒီနီးကဆယ်ဆိုလဲပြဿနာတုံးတယ်ဒါပေမဲ့တို့တော့တခြားသင်းတွေလောက်တော့မတုံးပါဘူးဟုတ်အဲ့တော့ခုစပါတို့ United တို့ဆိုရင်ခုတိုင်ပတ်တဲ့အခြေအနေကိုကြည့်လိုက်လို့ရှိရင်ဓာပါးကြီးကွာွားလဲပြည့်ကိုကိုအမြင်ကတော့ကစားသမားတွေရဲ့ရေသေးကွာွားတယ် ပြီးကစားသမားရေးသေးဆိုတော့ Man United မှာရှိတဲ့ကစားသမားရေးတွေက Man United ဒီဂျာစီမဝင်တဲ့ကစားသမားတွေအရင်များတယ်ကွာရှိ Club level နဲ့မညီတဲ့ကစားသမားတွေဖြစ်သွားတယ်အဲ့တော့ဟုတ်တယ်အဲ့တော့အမှန်ပဲတင်းကြီးမှာတော်တော်တွေ့နေရတယ်အဲ့လိုမျိုးဖြစ်သွားတာဒီဒီတကယ်ကောင်းတဲ့ကောင်းတွေတကယ်ကောင်းတဲ့ကစားသမားတွေကြတော့အခုဘုံမောင်းတွေဒီဒီ forest တို့မှာလည်းနည်းနည်းရှိမယ်ဘုံမောင်းမှာလည်းရှိမယ်ဒီ castle တို့မှာလည်းရှိတယ် အဲ့လိုကစားသမားဘိုင်ယန်တို့ဘာလို့မူဝါဒလမ်းစဉ်လိုက်လိုက်ရမှာဘွန်နက်စတီကကောင်းရင်ဆော့ခေါ်ကောင်းရင်ဆွဲခေါ်ကောင်းအဲ့လိုလုပ်လိုက်အဲ့လိုလုပ်လိုက်ရင်တော့အများသိဦးလဲဖြက်ကိုသိရလဲကိုသိရလဲအဆင်ပြေပါတော့ဒါလားတော့ဒါပြောရမယ်ဆိုရင်အကောင်ဆုံးအကောင်ဆုံးနေရအကောင်ဆုံးပါပဲသူ့ရဲ့စံချိန်တွေအကုန်လုံးဘာမှပြောစရာမလိုတော့အောင်ရိုက်ချိုးထားတဲ့ကစားသမားအဲကြီးချောက်ကြီးပြင်ပမှာတော့အီဆက်ကိုလည်းသဘောကျတယ်ဒါပေမဲ့အဲ့လိုအသင်းငယ်တွေတဲကပို့ပြီးသဘောကျတဲ့ကစားသမားကွန်ညာကွန်ညာကဝူဘာဟန်တန်နဲ့ လုံးဝမလိုက်တဲ့ကစားမှပြောချင်တာသူကိုညာ level နဲ့ဥပန်တယ် level နဲ့အကွာကြီးပြင်းတယ်ပြောလောလောဆယ်ဒီဟာဒီပြတဲ့ခြေစွမ်းရတော့ကိုညာကနောက်နှစ်လောက်ဆိုရင်အသင်းကြီးတသင်းသင်းစီရောက်တင်တယ်လို့ထင်တယ်ဆိုတော့ United ကလည်း live ဖို့တော့ United live နေတယ်တော့ကြားတယ်ဒါပေမဲ့ဟိုပြောချင်တာကိုညာကနောက်ရာဒီ Wolverhampton မှာဆက်ရှိနေတယ်ဆိုရင်တော့အဲ့ဒါတကူမှားနေပြီလို့ကျွန်တော်ထင်တယ်အသင်းကြီးတွေကဟိုဒီဟာဒီပြတွင်းထားတာအများကြီးကိုးတွေတော်တော်များများ16ကိုလား18ကိုလားရှိနေပြီ Wolverhampton လို့အသင်းမှာ ဒီလိုမျိုးတရားဒီ18ကို18ကိုသွင်းဖို့ဆိုတော့လွယ်မမလဲတော့အဲ့တော့ကိုညာတော့တော်လေးသဘောကျတယ်ကျတော့ဘုံမောက်ကကစားသမားကြီးလေးကြိုက်တယ်ပြီးတော့အဲ့ဘုံမောက်ကမဟုတ်ဘဲနဲ့ဒီယာဒီမှာလုံးဝ underrated ဖြစ်နေတာဟောအမ်ဘူမွန်နဲ့ဝက်ဆာအဲ့နှစ်ယောက်ကအခုတော့ Premier League 16ဂိုးစီသွင်းထားပြီနှစ်ယောက်ပေါင်း36ဂိုးထင်လားဘယ်လိုလိုထင်တော့အဲ့နောက်ကလည်းဒီ Pre ဒီယာဒီမှာ20ဂိုး20နှစ်ထပ်ပေါင်းပတ်သက်တာလား သူကပောင်ဝင်ပတ်သက်တာ။အော်ပောင်ပတ်သက်တာ။သင်ကို20နင်းထက်ပောင်ဝင်ပတ်သက်တဲ့ကစားသမားအများဆုံးရှိတာအဲကစားနဲ့အမ်ဘူအဲ့ဒီ brand ဖုန်းရောက်လုံးကကျန်တဲ့အသင်းတွေမှာအဲ့လို20နင်းထက်ဘူးကမရှိဘူး၂ယောက်မရှိဘူး၁ယောက်ပဲရှိဘူး။ဥရောပမှာလည်းအဲ့ဒါ3-4သင်းတာပဲရှိရဲ။ဟိုဂိုးသွင်းတာကိုဥရောပမှာတော့ဗာလေတသင်းမှာ19နဲ့19အထက်သွင်းတဲ့ကစားသမားအများဆုံးရှိခဲ့အသင်းဆိုပြီးဟိုဟာ brand ဖုန်းမှာပြော brand ဖုန်းမှာ3ယောက်ရှိတယ်။အခုနောက်နောက်ဆုံးဟိုဆိုရင် given share တာပါ 10ခုပြည့်သွားပြီဆိုရှာတာတို့ဝေဆာတို့အမ်ဘူမိုတို့၃ယောက်က10ခုနဲ့အထက်ဆိုတော့ဥရောပမှာ၄သင်းသားပဲသူရှိရီယယ်တို့ပါမယ်ဘာစီလိုနာတို့ဘိုင်ယန်တို့ဒီသင်းတွေပဲပါတယ်ကြည့်ရမယ်လေခုနောက်နေ့ပရီးမီးယားလိဒီစမယ်ဆိုလို့ရှိရင်ဒီကစားသမားတွေကိုအတင်းကြီးတွေကလိုက်မှာတခြားလိကိုလိုက်မှာပရီးမီးယားလိမှာတခြားလိကြီးရှိတတ်တယ်တိရအဲ့လိုမျိုးဒီအသင်းငယ်ကြီးကနည်းနည်းလေးပတ်စံလိနိုင်တက်ဆန်ပေးပြီးတော့ခေါ်လိုက်လို့ရှိရင်နိုင်ထုတ်လိုက်ရရဟောတခြားလိရနေပဲတိရပို့ပြီးတော့တော့ရှာကြရရှိတယ် မနက်ကယ်သူလို့ရှိရင်ဒီသေးလေးမှာကောင်းပြီးသားဖြစ်တဲ့ပြည်ပြလေးမှာအသားကျပြီးသားကစားသမားကိုခေါ်ရမှာခေါ်သိမ်းတယ်ဒါတွေကတော့ကိုရီးယားတော့အမြဲတမ်းဒီလိုပါပဲသူတို့ဘလိုတွေ run နေလဲသူတို့ဘလိုသွားတယ်သူတို့ system လဲကိုရီးယားလဲသိရမသိအသိနဲ့သိမှာသိရမှာသူတို့ကစားသမားခေါ်တဲ့ဂိမ်းနောက်တွေကဘလိုလဲ spawn နေရဘလိုသွားလဲကိုရီးလဲဒီလိုထဲထဲဝင်နေသိပြီးတော့မသိတော့သူတို့အလုပ်ကိုတော့သူတို့ကသူတို့ဒီလိုလုပ်နေတယ်ပဲသဘောထားကိုရီးအမြင်ကြတော့ကိုရီးသားတကယ်လို့ scout ခန့်ကြည့်အဲ့ဒါကိုကိုအရင်ကကိုချင်းကြီးကအကုန်ပြောပါရဲကိုတို့သူဆုံးလို့ရှိရင်ပြောကြရလေဒီဒီ ဒီတချို့တွေကကိုရီလောက်တော့မမြင်ဘူးလားပေါ့။ဘာလို့လဲဆိုကိုရီကလည်းဟုတ်တော့ဟုတ်ပါအဲ့တုန်းကဘောလုံးပွဲပြောတာကဘာလဲတန်တန်တရထဲနဲ့ကိုသုံးနိုင်ငံလောက်ရောက်နေတာပေါ့။တညာထဲနဲ့ကိုသုံးနိုင်ငံလောက်ရောက်နေတော့ကစားသမားဟာဟိုကလည်းတွေ့တယ်။လီကူးမှဆိုလည်းတွေ့တယ်။အရင်ကဆိုကိုဒီလင်းကြက်ကြပြီးသုံးသွားတဲ့ဆာလာလားဒီနန်ဒက်စ်ကအမီလီယာနိုဆာလာ။သူသူသူဆိုလို့ရှိရင်သိရမှာကိုရိုဒီရုပ်စာလင်းမပြတ်ကြမီတဲ့ကိုရိုကဒီပုံတော့သူဒီပေါ်ရမှာခေါ်သိနေတဲ့ဒီပရီးမီးယားလိဂ်လက်ခေါ်မယ်ဆိုတော့လေဟာဟုတ်ပြီကတော့ပရီးမီးယားလိဂ်မှာတွေ့ရပြီပေါ့အဲ့လိုသင်ခဲ့တာ။အဲ့တုန်းကလည်းတကယ်ပြနိုင်ရတယ်။ ဘိုးဘွားမအေးဘောလုံးပွဲသွေးမတော်တားမဆက်အပြင်မှာမရင်းနှီးပဲနဲ့ဝန်းနေပြီးတော့ဖြစ်ရတဲ့ခိုက်တဲ့ရှိရဘောလုံးပွဲပြောတယ်အဲ့တော့ story တခါဖီယိုဒီနာမှာတော့ story နေနိုင်တယ်ဘောလုံးပွဲအေးဘောလုံးပွဲကျွန်တော်တို့ဘောလုံးပွဲပြောမိုက်ရက်ပဲနော်ဟုတ်တယ်ရက်ကိုကန်တော့မှလေးပွဲကြီးကုန်ဖြတ်ပလိုက်တာပွဲကြီးပါဖြတ်ပလိုက်ပြီးတော့ဖြစ်သွားအေး तू အဲ့တော့မမှန်ရဒါဆာလာဆိုလဲဒါကိုကြီးဘောလုံးပွဲပြောတဲ့တခြားမှာပေါ့နော်တူတူကြကြဖြစ်ပြီးတော့ဒီလိုအသက်ဆုံးရှုံးသွားတဲ့ကစားသမားတွေထဲမှာတော့ ကျော်ရင်းနဲ့ပြောပြတာဒီလိုဒီလိုဒီလိုဘောကိုရီးယားတော့တွေ့တာဒီစကောက်နေသူတို့စီရစကောက်နေရဘလူးလူးတော့ရှာလဲတော့မသိသွားနေတယ်ဒီပရီးမီးယားလိမှာကိုရီးကူပရီးမီးယားလိကိုထဲထဲဝင်လုတဲ့အတွက်ပရီးမီးယားလိမှာဟိုးအောက်ကတင်နေရကူနောက်ဆုံးကဒီနေ့မှာကိုကြိုက်တဲ့တယောက်ရှိသေးတယ်ဘရက်လီဒီလေဘာဘူးကဘရက်လီဒီအာရုံလေးအောင်ဆက်ခံမဲ့ကလေးလေးသူ့ကိုရင်းလဲကြိုက်တယ်တဘောမှာနေရရပါဘာရရရပါ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 ကြိုက်တယ်ကြိုက်တယ်လေဘာဘူးကလည်းဆက်ထားတယ်ဒီအာရုံမရှိရင်တော့အဲ့နေရာကိုဖြည့်ရှင်းရမယ့်ပြဿနာတော့ရှိတယ် ကော်နာဘရက်လီကိုအကူကတော့ခုမှရှေ့လျှောက်ကန်သွားတဲ့အချိန်မှာတော့မကြိုက်တဲ့အကွက်ကနည်းပါတယ်ကြိုက်တာကတော့ညာတော့ညာကစားတယ်အဲကစားပုံလေးကစားလည်းကောင်းပါကစားကောင်းကစားကောင်းတော့ပောက်ခွဲကတင်းနေကြည့်ရဟိုအာနိုးလိုပဲတက်စင်းသူ့အောင်သုံးနိုင်ပါတယ်ဒီအာနိုးလောက်သာတိုက်စစ်ကိုဖန်ပြီးပြတာဘောဖြန်တာတွေကတိတ်မကောင်းမကောင်းပဲဒါမှအာနိုးထက်တော့နည်းနည်းခန်းစစ်လုံတယ်လို့ပြန်တွေးလို့ရတယ်ခန်းစစ်ပိုင်းကြည့်ရင်တော့အဲ့မဟုတ်ပါဘူးအာနိုးဆိုတော့ဘလို့ရွေးချယ်မှလဲဒီမှာအဲ့ဒါပဲရှိရအမေတိုက်အဲ့ညာချမ်းနဲ့ပတ်သက်ပြီးတော့အာနိုးလိုပဲတိုက်စစ်ကြည့်ကို ဆိုပြီးတော့ဖွင့်ကန်ပါလားဒါမှမဟုတ်လည်းတဲ့မှာညမှာတတလုံးပါလားအဲ့ဒါကတော့ corner belly နဲ့အဲ့ဒီပိုင်းလည်းအခုထက်ကြည့်တယ်ကိုအတွက်ကတော့ကြိုက်တယ် corner belly ကိုကြိုက်ပါတယ်ဆက်ခံနိုင်မယ်လို့ထင်တယ်ဆိုတော့ corner belly အကြောင်းပြောရင်လည်း champion liverpool ကိုလည်းနည်းနည်းလေးအဲ compute စကားလေးပေါ့ပြောစင်တာလို့ liverpool ကယာတီစားတဲ့ကျွန်တော်တို့ထင်တာကကဒီပြတဲ့နဲ့ arsenal နဲ့ဒီပြတဲ့နဲ့စပြီးတော့မတဲအောင်ပွဲထွက်လာတယ် အဆင်ပြေပါမလားနယ်သာလန်လီးယားလာတဲ့နီးပြအဆင်ပြေပါမလားပြီးကြတော့ကစားသမားလည်းခေါ်ထားမှာမရှိဘူးကိုကလည်းချီရီစာတယောက်လောက်ပဲဟိုခေါ်တာချီစာလည်းတန်ရိုင်းနဲ့ကန်တော်သေချာမကန်ရဲကစားသမားဒီရှင်ဆွေးလူဆင်းနဲ့ကန်နာဟိုမှချန်ပီယံဖြစ်အောင်ယူသွားတယ်ဆိုတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဟိုဂုံပြူးစကားဖြစ်ဖြစ်ကိုသဘောကျတဲ့အချက်ပဲဖြစ်ဖြစ်တဲ့သူကတခုရှိတယ်လီဗာပူးကစီးလဲလို့ရှင်တော့လီဗာပူးကဒီဘက်ယူနိုက်တက်တို့ထပ်ဆိုလို့ရှင်ယူနိုက်တက်ဆိုခုနကဝင်ခုနကပြောသလိုပဲကစားသမားရဲ့စီမှာစိတ်တဲ့ပိုင်းဆန်နည်းနည်းပြောက်သွားရှိတယ် ဒီမှာဦးကျော်ဂျိုင်းကလောလက်ထက်မှာစိတ်တက်ပိုင်းဆိုင်ရာအရာကတိဆောက်ပေးခဲ့ပြီးွားကလောဂျေဆုတွေများပြီးလဲအဲ့လိုမျိုးသူတို့ကသူတို့လီဗာပူးအသွေးသားစီးစင်းွားတဲ့ကစားသမားတွေကအထိုင်ချလာပြီးဒါအောင်အာနစ်လောက်ကသူ့ဘောသူအဂရိတ်လေးနည်းနည်းတင်လိုက်တယ်မတင်ဘူးလို့မထင်နဲ့ဒါဂျိုင်းကလောချပေးခဲ့တယ်ဆိုပြီးတော့လူတွေကလည်းပြင်ဂျိုင်းကလောဆက်ကန်ကြည့်ပြင်းပြမှာအဲ့လောက်ကြီးမတင်နေဘူးအာနစ်လောကို ညာတို့တွေ့ရမယ်ဒါပေမဲ့ဒီဒီရိုင်းကလော့ရိုင်းကလော့လို့ပောက်ခွဲရပြင်းထန်ပြီးတော့အာပြိသက်တွေကိုနှုံးဆောင်နိုင်တဲ့နည်းပြမျိုးတော့မဟုတ်ဘူးအာနေစလော့တတိငိမ့်နေပဲသွားမယ်ခင်ဗျာရလက်တွေကောင်းနေတယ်ဆိုရင်တော့သူ့ကိုယုံကြည်သူ့ကိုယုံကြည်မှရမယ်ဒါပဲအာနေစလော့ကသူ့ဟာသူဘလောက်ပဲဖြစ်ဖြစ်ရှုံးနေတော့မှသူ့ဟာတတိငိမ့်ပဲဒီနျူကာဆယ်နဲ့ဖိုင်နယ်ပွဲမှာဆိုပြင်မှာဟုတ်ပြည့်ကြီးလဲရှုံးနေသူတိတယ်လေဘာမှလုံးလို့မရအောင်ဘာမှလည်းဟိုလိုမျိုးမဖြစ်တော့တတိငိမ့်ပဲအဲ့လိုမျိုးတွေ့ရနေတဲ့သားလမ်းနည်းပြရဲ့ထဲမှာတော့ဒါတခုချက်ချက်ပါပဲ ပြီးမြတ်လို့ရောက်လာရင်လည်းဒါလည်းနီးပြားတယ်ဆိုတာကအကုန်လုံးရုံးကန်ခဲ့ရတာပဲအများကြီးပဲချိလျှောက်အရှိမအခု national rivalry match ကြီးအနည်းဆက်ဆုံးအခုတော့ဒီ Leicester နဲ့ကိုတော်တော်ကြီးကိုအချိန်နေဆိုးပြီးတော့တန်းပြန်ဆင်းသွားတန်းဆင်းသွားတဲ့အချိန်လေးသူ့ဘာရောက်သွားတယ်ဆိုတော့အနည်းဆက်လို့တော့ဒါလက်ပြားခါစရာသူ့ရဲ့ဟိုဟာကိုတော်တော်ကြီးတော် short တော့လို့မရဘူးတဲ့ငိမ့်ငိမ့်လုံးအောင်ကြီး in sight bet on game we own the night from the streets to the stage